ာဂျင်တီးနားသင်းကောင်းဆောင်မက်ဆီဟာပြဲလဲပြင်ဆင်မှုတွေပြုလုပ်နေတယ်။ကွင်းထံပထမဆုံးချိန်သွားရောက်လည်ပတ်ခဲ့ပြီးနောက်ဘာစလိုနာသင်းကစားသမားဘွားကရခဲ့ခြင်းမရှိတဲ့နှုတ်ဆက်မှုတွေ Spotify နူကန်ကွင်းထံတနေ့ပြန်လာနိုင်မှုမျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းကိုမေဂျာလိဖလားပြိုင်ပွဲမှာနောက်ဆုံးရောက်ရှိအောင်ကူညီပေးနိုင်ခဲ့တဲ့မက်ဆီယာအာဂျင်တီးနားလူရင်းစဉ်အသင်းနဲ့ပူးပေါင်းမှုစပိန်နိုင်ငံကိုရောက်ရှိနေတာပါမက်ဆီယာစပိန်ကို ရောက်ရှိချိန်မှာအသင်းရောက်ဘာစီလိုနာအသင်းရဲ့နူကန်ကွေတန်တွားရောက်ခဲ့တဲ့ပုံတွေကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါဗျာ မန်စီကကျွန်တော်နှလုံးသားတစ်ခုလုံးနဲ့လွမ်းဆိုးခဲ့ရတဲ့နေရာတစ်ခုကိုပြန်ရောက်ခဲ့ပါတယ်။ဒီနေရာကျွန်တော်အလွန်ပျော်ရွှင်ခဲ့တဲ့နေရာ။ကဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားတိုးဖြစ်ထောက်ပေါင်းများစွာခံစားရအောင်ခင်ဗျားတို့ပြုလုပ်ပေးခဲ့တဲ့နေရာပါ။ကစားသမားတိုးအနေနဲ့နှုတ်ဆက်ဖို့တင်မဟုတ်ပဲ။တနေ့မှာကျွန်တော်ပြန်လာနိုင်ဖို့မျှော်လင့်နေလို့ရေးသားခဲ့ပါတယ်။ကစားသမားဘဝအချိန်များစုကိုဘာဆိုနာအသင်းမှာကုံဆုံးခဲ့တဲ့မန်စီဟာအသင်းရဲ့ဗန်နာရေးအခြေအနေကြောင့်စာရုပ်သက်တမ်းကုံဆုံးချိန်2022ခုနှစ်မှာ PSG အသင်းတန်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီအချိန်တုန်းကကိုဗစ်ကန့်သက်ချက်တစ်စိတ်တစ်ပိုင်းရှိနေတဲ့အတွက်မက်ဆီဟာဘာစလိုနာအသင်းပရိသတ်တွေကိုကောင်းမွန်စွာနှုတ်ဆက်နိုင်ခဲ့ခြင်းမရှိပါဘူး။ဘာစလိုနာအသင်းကြီးခဲ့လာပေါ်တာကမက်ဆီနဲ့အတူနူကက်ကွင်းတဲ့ကြီးကိုဖွင့်လှစ်တာကအကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့အကြံပြုခဲ့ပြီးသူသာအသင်းဥက္ကဋ္ဌဖြစ်ဆက်ရှိမယ်ဆိုရင်ဒီလိုမျိုးလုပ်ဖို့နှစ်သက်တယ်လို့ပြောထားတာပါ။မက်ဆီဟာဘာစလိုနာအသင်းကနေထွက်ခွာပြီးနောက်မှာလာပေါ်တာနဲ့ဆက်ဆံရေးအေးဆပ်သွားခဲ့ပြီးနူကန်ကွင်းကြီးထဲမှာပွဲပါဝင်ကစားနိုင်ပွဲနဲ့ပတ်သက်ပြီးမက်ချက်ပေးတာချင်းမရှိပါဘူး။မက်ဆီဟာဘာစလိုနာအသေးကြီးမှာကစားခဲ့တ ်2018年တွင်988ပွဲပါဝင်ကစားခဲ့ပြီး682ဂိုးသွင်းကလာလီဂါဖလား10ချိန်ချန်ပီယံလိဖလား4ချိန်ပါဝင်စုဖလားပေါင်း34ဂိုးရဝင်နိုင်ခဲ့ပါတယ်။